င်္ဂလာပါရှင် အခုချိန်ကစပြီးအော်တိုဗလာ23ရဲ့ကြာတာပတင်းညပိုင်းသတင်းလေးမီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါမြန်မာတိုင်းနယ်ဆက်ကနမည်ဆိုးနဲ့ကြော်ကြားနေတဲ့အွန်လိုင်းငွေလိမ်ကြားဖြတ်ဂိုင်းတွေအတွက်တည်င်းစိုးတစ်ခုထွက်ပေါ်လာပါတယ်။ကြားဖြတ်လို့ခေါ်ဝေနေကြတဲ့မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလေလုပ်ငန်းတွေနဲ့ဆက်နွယ်ပတ်သက်နေတဲ့ Starling Internet ကိရိယာချိတ်ဆက်မှုပေါင်း2500ကျော်ကိုပိတ်ချလိုက်ပြီလို့ Starling ရဲ့မိခင်ကုမ္ပဏီ SpaceX ကတရားဝင်ထုတ်ပြောကြားလိုက်ပါတယ်။ Elon Musk ရဲ့ SpaceX ကုမ္ပဏီဟာဒီလုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့တန်တရားရှိတဲ့ Starling Internet ဆက်ပေါင်း2500ကျော်ကိုအခုပဲပိတ်ချလိုက်ပြီလို့ကြေညာလိုက်တာပါ။ SpaceX ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူ Lauren Dreyer ကအောက်တိုဘာ22ရက်နေ့မှာလူမှုကွန်ရက်8 ေါ်ကနေဒီအကြောင်းကိုတရားဝင်အသိပေးခဲ့တာပါ SPX မှာအင်တာနက်ကိုလက်ခံနိုင်တဲ့အခြေအနေမှာ သုံးစွဲနေတာဟုတ်မဟုတ်စောင့်ကြည့်တဲ့မူဝါဒရှိပြီးချိုးဖောက်တာတွင်အရေးယူတယ်လို့ဆိုပါတယ်မြန်မာကကြားဖြန့်စင်တာတွေမှာတုံးနေတာကိုသိရှိရလို့အခုလိုဆက်တွေကိုအင်တာနက်သုံးမရအောင်ပိတ်လိုက်တာဟာမူဝါဒအတိုင်းအေးအေးယူဆောင်ရွက်မှုရဲ့တက်တေပြချက်ပါပဲ။ လူခွင့်ရေးအဖွဲ့တွေကထိုင်းမြန်မာနယ်ဆက်ကကြားဖြတ်စင်တာတွေဟာစတားလင်ကိုအတုံးချပြီးအမေရိကပြည်သူတွေကိုပါနှစ်နာစီမဲ့ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့အမေရိကလွတ်တော်မှာထောက်ပြခဲ့တာကြားပါပြီစတားလင်ရဲ့ဒီဆုပ်ဖြတ်ချက်ဟာမြဝရီမျိုးတောက်ဖက်ချက်က KK ပါစီမံကိန်းထဲကိုမြန်မာစစ်တပ်ကဝင်ရောက်စီးနှင်းမှုဖြစ်ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ် စစ်ကုမရှင်တပ်ကလည်း KK ပကိုဝင်ရောက်စီးနင်းပြီးစတားလင်ဆက်30ခန့်သိမ်းဆီးရမိခဲ့တယ်လို့ကြေညာခဲ့ပေမဲ့ကြားဖြတ်ဂိုင်းတွေလက်တွေ့သုံးနေတဲ့အရေးအတွက်နဲ့ရှင်ရင်အနှဲငယ်ပဲရှိနိုင်တယ်လို့လေလာသူတွေကတုံ့သက်ကြပါတယ်မြဝတီမြို့နယ်နဲ့ KK ပအပါဝင်နေဆက်တလျှောက်မှာရှိတဲ့ကြားဖြတ်ဂိုင်းတွေဟာအိနီချစ်တရုတ်နဲ့ထိုင်းနိုင်ငံတို့ရဲ့ဖိအားပေးမှုတွေကိုအကြီးကရင်ဆိုင်နေရပါတယ်။မြန်မာထိုင်းနယ်ဆက်ကတိုက်ပွဲသတင်းကိုဆက်ပြောပြပါမယ်။ မြန်မာထိုင်းနယ်ဆက်မြဝတီမြို့တောင်ပိုင်းမင်းလက်ပင်ရွာနာမှာစစ်ကွန်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေအချိန်မြင့်လာနေပါတယ်။လက်နက်ကြီးကြီးကြားရောက်လို့အရက်သားသားအမိနှယောက်လည်းတိစုံခဲ့ရတယ်လို့မြန်ပြည်သတင်းရင်းမြစ်ကပြောပါတယ်။စစ်ကွန်မရှင်တပ်က၄ K ကောမြို့တစ်ကဆွဲတော်ကုန်းကိုတိမ့်ပြီးတဲ့နောက်မြဝတီကနေဝေါ်လီမြိုင်တခြားကိုအင်အားအလုံးအရင်နဲ့စစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေဟာအင်ဂျင်မြိုင်နဲ့မင်းလက်ပင်ရွာကြားမှာဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်ကလက်နက်ကြီးနဲ့ကာမီကာဇင်ဒရုန်းတွေပါအသုံးပြုနေတယ်လို့စစ်ရေးသတင်းမြစ်ကပြောပါရယ်တိုက်ပွဲရီကြောင့်အော်တိုဘာလ22ရက်နေ့မှာမင်းလက်ပင်ရွာထဲပုံနေကြတဲ့အယက်သားတာအမိနှစ်ယောက်ဟာစစ်ကော်မရှင်ရဲ့လက်နက်ကြီးကြီးကျင်းထဲတဲတဲကြားရောက်လို့တိုက်စုံခဲ့ရတယ်လို့ဒေသခံတွေကပြောပါရတယ်။ မြို့တောက်ပိုင်းတိုက်ပွဲရီကြောင့်မြဝရီမြို့ပေါ်ကစစ်ဆောင်စခန်းခုနှစ်ခုမှာစစ်ဆောင်ဦးရေဟာအနည်းဆုံး3500ကျော်အထိ ရှိနေပြီးတော့စစ်ဘေးရှောင်တွေနှစ်စင်တိုးလာနေပါတယ်မြန်မာနိုင်ငံမြောက်ဖြားကချင်ပြည်မှာစစ်ရေးတင်းမာမှုတွေပိုပြီးမြင့်တက်လာနေပါတယ်။ ပူရာဟုခရိုင်ခေါလံဘူးမြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကြောင့်စစ်ကောင်မရှင်တပ်စခန်းတစ်ခုလက်လွတ်လပ်ရပြီးတဲ့နောက်စစ်တပ်ကလေကြောင်းကနေလက်တုပ်ပြန်တိုက်ခိုက်နေပါတယ် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာအော်တိုဘာလ20ရက်နေ့မှာခေါလံဘူးမြို့နယ်ထဲကစစ်ကောင်မရှင်ရဲ့ပူပေါင်းတပ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။သိမ်းပိုက်ခံရတဲ့စခန်းတွေဟာ ရှာလက်ဒန်ပြည်သူစစ်စခန်းနဲ့မခေါဒမ်ရွာစုတောင်းတောက်ပေါ်ကပြည်သူစစ်စခန်းကြီးတို့ဖြစ်ပြီးဒီစခန်းတွေဟာလန်ဆယ်နဲ့ခေါလန်ဖူးကြား KIA ရှိရာဒေသနဲ့အနီးကပ်ဆုံးစခန်းတွေပါ KIA ဘက်ကခေါလံဘူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ် KIA ဘက်ကခေါလံဘူးဘက်ကိုဆက်ပြီးထိုးစစ်ဆင်နေတာကြောင့်စစ်ရေးအခြေအနေတင်းမာနေပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် စခန်းတွေလည်းလွတ်လိုက်ရပြီးတဲ့နောက်စစ်ကော်မရှင်တပ်ဟာအော်တိုဘာ20ရက်နေ့ကနေ22ရက်နေ့အထိ3ရက်ဆက်တိုက်လန်ဆယ်ဒေသကိုလေကြောင်းကနေဗုံးကျဲတိုက်ခိုက်နေပါတယ်။အော်တိုဘာ22ရက်နေ့နေ့လယ်ပိုင်းမှာလည်းလန်ဆယ်ကနေတမိုက်ခက်အကွာကရွှေမော်တဝိုက်ကိုဗုံးအလုံး20ထဲမှနေကျဲချခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ20ရက်နေ့ဗုံးကျဲတိုက်ခိုက်မှုကြောင့်ဒိသာခဲအမျိုးသားတယောက်တိစုံခဲ့ပါတယ်။ ဒါပြင်လန်ဆယ်မြို့ထဲကဈေးဆိုင်တွေအိမ်တွေဖျားเจ้าဆောင်တွေပါထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ခေါလန်ဖူးအပြင်ဝိုင်းမော်မြို့နယ်လမြန်ဒေသနဲ့ဖားကက် KIA တပ်ရင်း6နေမြေပါဝင် KIA ထိတ်ချုပ်နေမြေဆက်တနေရာကိုလည်းစစ်ကွန်မရှင်တပ်ကလေကြောင်းကနေဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ KIA တရင်မြစ်တွေကအတိပြုပြောဆိုပါတယ်။စကိုင်းတိုင်းဒေသကြီးကလေးနဲ့တမူးမြို့နယ်ကြားမှာလည်းစစ်ရေးတင်းမာမှုအရှိန်မြင့်နေပါတယ်။ စစ်ကောင်မရှင်တပ်ဟာမြန်မာအိန္ဒိယနယ်စပ်ကိုဆက်သွဲထားတဲ့အရေးပါတဲ့အာရှလမ်းမကြီးပေါ်ကိုစစ်တောင်းနှစ်ကြောင်းနဲ့ညက်ပိတ်ထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံထောက်တောင်းချီလဲထွက်ပြေးသိမ်းရှောင်နေရပါတယ်ကလေးမျိုးဘက်ကနေစစ်ကြောင်းတကြောင်းတမူးမျိုးနဲ့ပန်းတာရွာဘက်ကနေစစ်ကြောင်းတကြောင်းအင်အားအလုံးရင်းနဲ့အာရှလမ်းမကြီးပေါ်ကိုဝင်ရောက်လာတာပါအော်တိုဘာ22ရက်နေ့မှာကလေးဘက်ကစစ်ကြောင်းဟာစော်ဘွားရေရှင်ရွာအနီးတမူးဘက်ကစစ်ကြောင်းကတော့ နမ်းမွန်သာရွာအနီးမှာ PDF ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကြောင်းနှစ်ခုဟာညက်ပိတ်ထိုးနေတယ်လို့ဖြစ်နေတယ်လို့စစ်ရေးတရင်မြစ်တွေကပြောပါတယ်။ဒီထိုးစစ်တွေကြောင့်ကလေးမျိုးနယ်မြောက်ပိုင်းကတော်လန်ရေးတပ်ဖွဲ့တွေရဲ့စခန်းတချို့ကိုလည်းလက်လွတ်ခဲ့ရပါတယ်။စစ်ကြောင်းထုံမှုကြောင့်ကလေးတမူလမ်းမကြီးတလျှောက်နဲ့မြောက်ပိုင်းဒေသတလျှောက်ကရွာပေါင်း90ကျော်ကပြည်သူတွေဟာတောတောင်တွေထဲထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ဆောင်ဦးရီဟာတပေါင်းကြော်လောက်ရှိပြီးသူတို့ဟာကိုလူယုံထွက်ပြေးလာကြရတာကြောင့်အစာအတော့ဆန်မိုးကအိုခွက်ပကံစားတဲ့အခြေခံပြည်စီတွေလုံးဝမပါတဲ့မိသားစုတွေအများပြားရှိနေပါတယ်။ စစ်ရှောက်ရီထဲမှာကိုဝန်ဆောင်မိခင်တက်ကြီးရွယ်ဦးနဲ့နာမကျန်းဖြစ်သူ3000ကျော်လောက်ပါတာကြောင့်စေဝါနဲ့ကျင်းမာရေးစောက်ရှောက်မှုတွေလည်းအရေးပေါ်လိုအပ်နေပါတယ်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကလေးတမူလမ်းပိုင်းတလျှောက်မှာအော်တိုဗန်16နဲ့18ရက်နေ့တွေမှာအရက်သား10ယောက်ထက်မနည်းတပ်ဖြတ်ခံခဲ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးတော့အာဆီယံအစည်းအဝေးနဲ့ပတ်သက်တဲ့သတင်းသပုတ်နဲ့စပါမယ်ဒီကနေ့စတင်ကျပမယ်အာဆီယံထိပ်သီးညီလာခံမှာမြန်မာစစ်ကောင်စာဘူချုပ်မူကြီးမင်းအောင်လိုက်ပါဝင်မှာမဟုတ်ဘူးလို့လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်ဒတ်ဝစ်စီဒီအန်ဝါအီဘရာဟင်ကမနေ့ကထုတ်ဖော်ပြောကြားတယ်လို့မလေးမီးသတင်းစာမှာဖော်ပြပါဗျာ။ မလေးရှားသတင်းဌာနဖြစ်တဲ့ New Street Time သတင်းစာထဲမှာဖိတ်ကြားသူစင်ရင်ဖော်ပြရမှာမြန်မာစစ်ကောင်စာရဲ့အမိမာရင်းပါရှိသွားပြီးတဲ့နောက်စစ်ကောင်စာကအာဆီယံထိပ်သီးညီလာခံတည်ရောက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပါတဲ့င်းစာကနောက်တည့်ရက်မှာမြန်မာစစ်ကောင်စာရဲ့နာမည်ပါတဲ့စာကြောကိုဖယ်ရှားလိုက်ပါတယ် မနေ့ကတော့မလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်းဆောင်တဲရမှာမဟုတ်ဘူးလို့အတည်ပြုပါရယ်အာဆီယံကမြန်မာနိုင်ငံအနေနဲ့အာဆီယံဘုတ်သဘောတူညီချက်၅ချက်ကို အကောင့်ထဲမဖော်တဲ့အတွက်နိုင်ငံရေးကောင်းဆောင်တွေကို အစည်းအဝေးတက်ခွင့်ပိတ်ထားတာပါဒီကနေ့မနေ့မှာတော့မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအသွင်းဝန်ဦးဟောက်ခန့်စွန်ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ကွာလန်လန်ပူလီစိတ်ကိုရောက်ရှိလာပြီလို့ဒက်စတာသတင်းမှာဖော်ပြပါဗျာ။ အခုကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဒေါ်နယ်ထရပ်အပါအဝင် နိုင်ငံကောင်းဆောင်အများအပြားတက်ရောက်ပြီးအကြီးမားဆုံးအာဆီယံထိပ်သီးအစည်းအဝေးကြီးဖြစ်ဖို့ရှိပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ASEAN Trigger လို့ခေါ်တဲ့မြန်မာအရေး ASEAN သုံးပွင့်ဆိုင်လုပ်ငန်းစဉ်ရဲ့အစည်းအဝေးကိုတော့ထက်သွင်းကျင်းပပြီးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို အစီရင်ခံဖို့ရှိပါတယ်။ မလေးရှားအပါအဝင် အာဆီယံနိုင်ငံတွေကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုဆက်လက်စုကိုက်သွားမယ်လို့လည်းပြောထားပါတယ်ဥရောပသမဂ္ဂကတော့မြန်မာနိုင်ငံမှာ အပြောင်းလဲဖြစ်ဖို့အာဆီယံကသွန်အားပေးရမယ်လို့တတိပေးထားပါတယ်။ဒုတိယသတင်းကလည်းအာရှနဲ့ပတ်သက်တဲ့သတင်းပါပဲ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခရီးစဉ်မစတင်မီလေးမှာပဲမြောက်ကိုရီးယားက၅နှစ်အတွင်းပထမဆုံးပဲ့ထိန်ဒုံးကျည်စံသက်မှုကိုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတာတူပြည့်ပဲ့ထဲဒုံးကြီးအများပြားကိုမြောက်ကိုရီးယားမြို့တော်ပျုံယန်းရဲ့တောင်ဘက်ကနေပြစ်လွတ်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။အဲ့ဒီဒုံးကြီးတွေဟာအရှေ့မြောက်ဘက် ကီလိုမီတာ350အကွာလောက်အထိ ပြန်တန်းသွားခဲ့တယ်လို့လည်းဆိုပါတယ်။ဂျပန်ဝန်ကြီးချုပ်တစ်ကတော့တူဂျိုဟာအချိန်နဲ့တပြင်းညီဒုံးကြီးအချက်အလက်ဝေမျှမှုအပါအဝင် အမေရိကန်တောင်ကိုရီးယားတို့နဲ့ဆက်သွယ်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ပြောဆိုတာမရှိပါဘူး။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာအော်တိုဗာလာနောက်ပိုင်းမှာမလေးရှားဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုတွားရောက်ဖို့ရှိနေပါတယ်။မလေးရှားမှာတော့အာဆီယံအစည်းအဝေးတက်ရောက်ဖို့ဖြစ်ပြီးဂျပန်မှာတော့ဝန်ကြီးချုပ်တဲ့စနိုင်းတာကအီချီနဲ့တွေ့ဆုံဖို့ရှိပါတယ်။ အဲ့ဒီနောက်တော့ APEC စီအဝင်ကျင်းပမဲ့တောင်ကိုရီးယားကိုတွားရောက်မှာဖြစ်ပြီးအဲ့ဒီမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဖို့ရှိပါတယ်ကရတဲ့ခပန်းနဲ့ရထားပြီးမော်တော်ဆိုင်ကအကြီးကြီးတွေစီက heavy metal တချင်းတွေကို cover ပြန်တီးတက်တဲ့အမျိုးသမီးကိုဘလို့အမျိုးသမီးလို့အများကသတ်မှတ်ကြမလဲ အဲ့ဒီလိုအမျိုးသမီးတွေထက်ကတယောက်ကတော့ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့စနိုင်းတာကာအီချီဖြစ်ပါတယ်သူမဟာတက္ကသိုလ်ကျောင်းသူဘဝတော့က Heaven Mother နဲ့ Harrod တချင်းတွေကိုကြိုက်နေတတ်တဲ့ drama တယောက်ဖြစ်ခဲ့ပါတယ်။သူမဟာ Black Server Deep Purple နဲ့ Iron Maiden တို့လိုအင်္ဂလိပ်နာမည်ကြီး Heaven Mother တချင်းတွေကို ကာဘာပြက်တီးလေးရှိပါတယ်။ ခုနိုင်ငံရေးချက်ကိုရောက်တဲ့အချိန်အထိစိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ electronic drum set နဲ့နှစ်ချက်သက်ပြီး drum သီးလေးရှိရလို့ဆိုပါတယ်သူကစိုက်ကယ်စီးတာကိုဝတ္တနာပါပြီး 400cc အားရှိတဲ့ Kawasaki စိုက်ကယ်ကြီးတွေကိုလည်းစီးဖူးပါတယ်။ဒါအပြင် Karate ကစားနည်းမှာတော့ခပတ်နဲ့ရထားသူလည်းဖြစ်ပါတယ်။ သူဟာဂျပန်နိုင်ငံရဲ့ရှေးယိုးဆွဲနိုင်ငံရေးပါတီဖြစ်တဲ့ Liberal Democratic Party မှာပါတီခေါင်းဆောင်ဖြစ်လာပြီးရသက်တပတ်အနည်းငယ်မှာဂျပန်ရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရတာဖြစ်ပါတယ်။ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရတဲ့အချိန်မှာတော့သူကအသက်64နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာပြင်းထန်တဲ့ရှေးယူဆွေးဝါဒီဖြစ်ပြီးတင်ကျဲတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေချမှတ်ဖို့တရုတ်နိုင်ငံအပေါ်ပြင်းထန်တဲ့မူဝါဒတွေချဖို့စည်းရုံးလှုပ်ဆော်သူလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းကတော့ချင်းနဲ့ပတ်သက်တဲ့သတင်းပါ။ကမ္ဘာပေါ်မှာအေးဆုံးနိုင်ငံဖြစ်တဲ့အိုက်စလန်နိုင်ငံမှာပထမဆုံးအကြိမ်အဖြစ်ခြင်သုံးကောင်ကိုစတင်တွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီခြင်တွေဟာအမနှကောင်နဲ့အထီးသက်ကောင်ဖြစ်ပါတယ်။ မျိုးစိတ်ကတော့ဥရောပနဲ့အာဖရိကမြောက်ပိုင်းမှာတွေ့တဲ့ခြင်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ကဘာပေါ်မှာခြင်ကင်းစင်တဲ့နေရာနှစ်ခုရှိပါတယ်။အဲ့ဒါကတော့အနာတိကတိုင်နဲ့အိုက်စလန်တို့ပဲဖြစ်ပါတယ်။အိမြလွန်တဲ့ရာသီဥတုကြောင့်ခြင်တွေမနေနိုင်တာဖြစ်ပါတယ်။အခုတော့အိုက်စလန်မှာအပူချိန်မြင့်တက်လာခဲ့တာကြောင့်ခြင်တွေကိုစားသွေးလာရတာဖြစ်ပါတယ်။အိုက်စလန်နိုင်ငံမြို့တော်ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ရေခဲလွင်ပြင်ဂျော့စ်မှာခြင်တွေကို စားသွေးရတာဖြစ်ပါတယ်။ ဒီနေ့မှာအိုက်စလန်ကျွန်းနိုင်ငံလေးဟာအပူချင်းစံချိန်ချိုးခဲ့ပါတယ်ပုံမှန်အားဖြင့်အပူဆုံးဖြစ်တဲ့မေလမှာအပူချိန်20ဒီဂရီစင်တီဂရိတ်68ဒီဂရီဖာရင်ဟိုက်အထိရောက်တတ်ပါတယ်ဒါပေမဲ့အဲ့ဒါကအပူလိုက်ဖြတ်သွားတဲ့၂ရက်၃ရက်ထက်မပေါ်ပါဘူးဒီနေ့မှာတော့နိုင်ငံအနှက်မှာအဲ့ဒီအပူချိန်ကို၁၀ရက်ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ် မေလမှာပဲအိုက်စလန်မှာရှိတဲ့လေဆိပ်တစ်ခုမှာအမြင့်ဆုံးဆန့်ကျင်တဲ့အပူချိန်26.6ဒီဂရီစင်တီဂရိတ်89.6ဒီဂရီဖာရီဟိုက်အထိမြင့်တက်ခဲ့ပါတယ်။ဒါကြောင့်လည်းချင်းတွေနေထိုင်လာနိုင်တယ်လို့သွက်ဆနေကြပါတယ်။မေခုတစ်ခုကတော့အဲ့ဒီချင်းတွေဘယ်က ရောက်လာတာလဲဆိုတာပါပဲ။ကုတ်ပစ္စည်းတွေဟာအိုက်စလန်ကိုတင်မောတွေကွန်တင်နာတွေနဲ့ရောက်လာတတ်တာမို့အဲ့ဒီလမ်းကြောင်းကနေရောက်လာတာလို့ခန့်မှန်းပါတယ် ။ဒါကြောင့်အခုတွေ့တဲ့ခြင်သုံးကောင်အပြင် နောက်ထပ်လည်းရှိနေနိုင်သေးတယ်လို့တွေးဆနေကြပါရယ်။တဲ့ဒင်းမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေ့တောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။